အားလုံးမင်္ဂလာဗျ။အာဒီကျွန်တော်ရဲ့ကျွန်တော်ရေးထားတဲ့ဒီ application လေးကိုနည်းနည်းပါဝေဖန်ပေးကြပါအောင်ဗျ။ကျွန်တော်ကတော့လက်ရှိဒီ web development ဘိုင်းကိုလေ့လာနေဆဲဖြစ်တဲ့အာ p beginner တယောက်ပေါ့နော်။ beginner တယောက်အာကျွန်တော်တောင်းရေးထားတော့ဒီမှာအာအကောင်လုံး viewer css နဲ့ viewer js ပဲတုံးထားတော့ပေါ့နော်။အပြင်ကနေဟိုထင်းဝင်းတို့ boosted တို့အာ တွားပြီးတော့မတုံတာဘူးဘောနော်ဒီတိုင်းမှာ HTML ရယ် CSS ရယ် JS ရယ်အဲ့လိုမျိုးတုံးခုပဲတုံတာတယ်ဒီမှာတုံတဲ့ CSS ဖိုင်ပေါ့ဒါဆိုရင် JS ဖိုင်ပေါ့နော်အာကျွန်တော်ရေးထားတာကဒီ POS ပုံစံမျိုးရေးထားပေါ့နော် follow အရင်ကြီးအဆင်ပြေကြီးရောမဟုတ်ဘူးဒါက desktop site တော့အဆင်မပြေဘူးလို့ထင်တယ်ဗောနော်ကျွန်တော်ကျွန်တော်အဓိကရေးတာကျတော့ desktop site အတွက်မဟုတ်ဘဲနဲ့ကျွန်တော် mobile အတွက်ရေးတာဖြစ်တယ်ကျွန်တော် ပေါ်အတကွေတကာရပါတော့ဆိုင်ရဒေးလေးမှာတုံးဖို့အတွက်ကျွန်တော်ရေးထားဖြစ်တဲ့အတွက်ကြောင့်မို့ desktop site ကိုဦးစားပေးမှမရေးထားဘူးဒီကျွန်တော်ဒါ mobile site ကိုပဲဦးစားပေးပြီးရေးထားပါတော့ okay အာကျွန်တော်ဒါကို mobile မှာတွင်းပြတာရှိရယ်ကျွန်တော် mobile မှာတွားမှပြလိုက်မှာနော်အော်မင်္ဂလာပါဗျဒီကတော့ကျွန်တော်ရေးထားတဲ့ဟာပေါ့နော်ကျွန်တော်ခုနမိတ်ဆွေတို့ပြောတာ mobile မှာပြမယ်ဆိုတာလေပေါ့ ဒီမှာကျွန်တော်အခုအရင်ကတော့ဒီပုံစံတော့မဟုတ်ဘူးပေါ့နော်အရင်ကတော့နည်းနည်းဟိုဒီအပေါ်ကအရင်ပါရိုးရှင်းလို့ပေါ့နော်အခုကကျတော့အခုလည်းရိုးရှင်းနေဆဲပါပဲဒါပေမဲ့ကျွန်တော်ဒါကိုနည်းနည်း update ပြင်ထားတယ်ပေါ့နော် upgrade ပြန်လုပ်ထားတယ်ဒီမှာဆိုလို့ရှိရင်ဒီ token လေးရမှာပေါ့နော် token ဟောဘာရှောင်းနေမိလားမသိဘူး okay ဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် hamburger icon လေးနဲ့ ဒီဥစားဒီဘက်က draw လေးရေးထားတယ်ဗောနော်အဲ့မှာဆိုရင်ကျွန်တော်နာမည်ပါမယ်အာနောက်ပြီးဖုန်းနံပါတ်နောက်ပြီးတော့ကျွန်တော်ငွေလက်ခံလို့ရမယ် KB ဆက်ပေးပိုင်ရဗောနော်မိတ်ဆိုတော့မုံဖို့ပေးချင်လဲပေးလို့ရတယ်ဗောဗျာပြောဒီမှာဒီ trucker ဆိုတဲ့နေရာမှာ trucker ဆိုတဲ့ page မှာတော့ကျွန်တော်ဒနေတာဝင်ငွေဗောနော်ဒနေတာအော်ဒနေတာဝင်ငွေဆိုတာကျွန်တော်စိုင်းတမားရေဆိုတော့ စာစိုင်းနမရေပဲစိုင်းနမရေမမဟုတ်ပါဘူးဒီလိုတန်မှန်လူတွေလည်းဒီနေ့ဒါအတုံးစိတ်ဆိုတာရှိတယ်เนาะကျွန်တော်စိုင်းနမရေဆိုတော့ဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေပဲဝယ်တဲ့အရာတွေပေါ့နော်။တော်မှာဒီမှာဆိုလို့ချင်ကျွန်တော်ချက်ဥပေါ့ဗျာမြန်မာလိုရေးရေးအင်္ဂလိပ်လိုရေးရေးရတယ်ဗျ။ချက်ဥပေါ့။ချက်ဥကိုချက်ဥဆိုလို့ချင်ဘယ်လောက်ကျရလဲ15ချက်ကျတယ်ပေါ့ဗျာ။15ချက်ကျတယ်ဒါ income လားအောက်ခံလားဆိုတော့ကျွန်တော်တို့က expand တုံးတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုကြီးလေးပေါ့နော်။ပြီးရင် add လိုက်မယ်ဆိုလို့ရှိရင်သူ history ထဲမှာဝင်တော့မှာပေါ့နော်ဒီမှာကျွန်တော် add ပြလိုက်မယ်နော် add လိုက်တော့ဒီမှာတရက်တာရဲ့အတုံးစိတ်ဒီမှာလာပြတယ်ပေါ့နော်ဒီညာဒီနားလေးမှာပေါ့နော်ဒီညာလေးမှာအတုံးစိတ်လာပြတယ်ပေါ့ဗျာအဲ့တော့ history ထဲမှာလည်းတွားပြီးရကြည့်လို့ရတယ်ပေါ့နော်ဒီမှာတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ကျဲဦးခုနကကျွန်တော်ဝယ်လိုက်တဲ့ဟာလေးရောက်လာတယ်ပေါ့နော်ဒီညာမှာရောက်လာတယ်အဲ့မဲ့ကျွန်တော်ပြန်ဖြတ်လိုက်ပါမယ်ဒါက ျွန်တော်လက်ရှိတုံးနေရအောင်မလို့တကယ်မတုံးတဲ့ဟာမထဲချင်ပါတော့ပြန်ဖြတ်လိုက်ရောเนาะပြန်ဖြတ်လိုက်ရဆိုတိတ်မရှိရောဘောเนาะနောက်ပြောတော့ကျွန်တော်တရက်တာဝင်ငွေထွက်ငွေကို Diamond Sierra နဲ့လည်းကြီးလို့ရအောင်လုပ်ထားတယ်ဗောเนาะဒီမှာ Diamond Sierra နဲ့လည်းကြီးလို့ရတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဒါဒီလက်ရှိလာထဲမှာဝင်တဲ့ဝင်ငွေဗောเนาะ ဒါတော့လက်ရှိလာထဲမှာထွက်တဲ့ဝင်ထွက်ငွေပေါ့ဒါကတော့ကျွန်တော်လက်ရှိအကျွေးတင်နေပါတော့900လာလဲကုန်တော့ရလာ92ရက်ရှိဆိုတော့92ရက်ရှိ900အကျွေးတင်နေတယ်မြောင်းအတိကောင်း sorry ပါရကြောင်ကလေးကုန်လို့ ဒီမှာဆိုတော့ဒါနှစ်နဲ့ပေါ့နော်ကျွန်တော်ကဒါလောက်ထားတာနှစ်နဲ့ချီပြီးမကြသေးဘူးခုမှကျွန်တော်စတုံးတာတိလလပိုင်းမရှိသေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုပြနေပေါ့နော်နှစ်မှာတော့ပုံစံကမပြောင်းသေးဘူးပေါ့တကယ်လို့တလကုံတော့ရတော့ဒီတည်းကဒီမန်ထဲမှာရှိရဲ့ဟိုဆင်းရင်းစကြရဲအကုန်လုံးရေးရဲလေးကိုရောက်သွားမယ်ပေါ့နော်ဒါတော့ကျွန်တော်ဆိုင်မှာတင်ထားတဲ့ order အော်မီနူရေပေါ့ကျွန်တော်ဆိုင်မှာရှိရဲ fry fry curry အာဒီဆပ်ပေါ့ ဒီ design ဆိုမှကျွန်တော်ရှင်ဒီမှာ၄မျိုးရမှာဗျာ curry မှာဆိုလို့ရှင်လည်းတခြားရှိပေါ့နော်နောက်ပြီး fries မှာလည်းအများကြီးရှိရယ်အာ all ဆိုတော့အကုန်လုံးပေါ်လာမယ်ပေါ့ဗျာကျွန်တော်အဲ့လိုမျိုးပုံစံလေးလုပ်ထားတယ်နောက်ပြီးအာအပြင်က POS မှာတော့ကျွန်တော်ဘယ်လိုတုံးလဲကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်ဘာလို့ဆိုတော့အပြင်ကဆိုင်မှာ POS တော့မတုံးဘူးနောက်ပြီးကျွန်တော်ဆိုင်မှာ POS စတုံးတာလည်းအခုမှပဲစတုံးတာအရင်ကဆိုလို့ရှင်ကျွန်တော်ဆာရွက်တွေနဲ့အာစာအုပ်နဲ့ပေါ့နော်စာအုပ်နဲ့တရက်တာဝင်ငွေထွက်ငွေတွေကိုရေးပြီးတော့မှတ်ထားတယ် မှတ်ပြီးပြင်ပြန်လာတဲ့ခါကြလို့ရှင်ညချိုင်အဲ့ဒါတွေကိုစရင်စရာနဲ့ဟာဖုံးနေပေါ့ဗျာကယ်ကူလေတာလေးနဲ့ဖွင့်ပြီးတော့ဒီနေ့တော့ဘယ်လောက်ရောင်းရတယ်ဘာတွေဘယ်လောက်ဝယ်လိုက်တယ်ဆိုမှလောက်ရတော့ပေါ့ဒါကြတော့တော်တော်လေးအချိန်ကုန်တယ်ပေါ့နော်တော်တော်လေးအချိန်ကုန်တယ်နောက်ပြီးရှင်음ဒီ excel တွေပါတွားတုံးလို့ဆိုရင်လည်းညပြန်လာတဲ့ခါကျရင်ဒီစရင်ချုပ်ရတာကြီးကအလုပ်တစ်ခုလို့ဖြစ်ကျွန်တော်တော့ဖြစ်နေရပါတော့အဲဒါကြောင့်မလို့ကျွန်တော်ဒီ POS application လို့စာပြီးရရေးဖြစ်လိုက်တာပေါ့နော်ရေးဖြစ်လိုက်တာအခုဆိုလို့ရှိရင်ကျွန်တော်စင်ရင်အဲ့လိုမျိုးကြီးလုံနေစရာမလိုတော့ဘူးပေါ့နော်တရက်တာဝင်ငွေထွက်ငွေကိုတွားပြီးရဒီမှာဒီမှာကြီးလိုက်တာနဲ့ဒီမှာကြီးလိုက်တာနဲ့တရက်တာဝင်ငွေထွက်ငွေကိုကျွန်တော်ကတိနိုင်ပြီလေဟာ Okay ဒီမှာကျတော့ကျွန်တော်အပြင် POS တွေမတုံးဘူးတဲ့အတွက်ကြောင့်မလို့အာကျွန်တော် ကျွန်တော်ဆိုင်ရအတွက်ပေါ့နော်အဆင်ပြေအောင်လဲကျွန်တော်ရေးထားတာဒီမှာဆိုလို့ရှိရင်ကျွန်တော်တကယ်လို့ပေါ့နော်လူတစ်ယောက်ကထမင်းကြော်မာတယ်ပေါ့ fried rice ဒီတိုင်းရိုးရိုးပုံမှန်မာတယ်ဆိုရင် fried rice ကိုနှိပ်လိုက်တာနဲ့ history list ကိုရောက်သွားမယ်ပေါ့နော် fried rice နှိပ်လိုက်တယ်အောက်မှာဟိုဆာလေးလေးပြရတယ်ပေါ့နော်ဒီမှာ fried rice ဒီတဲ့ကိုရောက်လာတယ်ပေါ့နော်အခုအခုဒီမှာခொနဲ့ချက်ပဲပြထားတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကထမင်းကြော်ကိုပဲ ဒါကျဲဥတလုံးထပ်ယူတယ်ဆိုလို့ရှိရင်တော့ကျဲဥတလုံးကိုတစ်ချက်တိုးတယ်ဆိုရင်ဒါခုနှစ်ချက်ကနေရှစ်ချက်ဖြစ်တော့မှာဟုတ်တယ်မလားအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာထပ်ထည့်လို့ရတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်တစ်ချက်ထပ်ယူရယ်ဗောဗျာဒါဆိုလို့ရှိရင်ရှစ်ချက်ဖြစ်တော့မှာဗော fried rice ဒါဆိုရင်ဒီမှာရှစ်ချက်ဖြစ်သွားရယ်เนาะဒီမှာခုနှစ်ချက်ဒီမှာရှစ်ချက်အဲ့လိုလေးဗောနော် ဒါဆိုလို့ရှိရင်ဗျာကျွန်တော်တို့ကထမင်းကြော်မှာမှထမင်းလျှော့ယူမယ်ဗျာထမင်းလျှော့ယူမယ်ဆိုလို့ရှိရင်ဟောဒါဆိုရင်တစ်ချက်နှုတ်ရတော့မှလေဟုတ်တယ်မလားတစ်ချက်နှုတ်ရတော့မှဆိုတော့အာဘယ်လိုပြောဘယ်လိုပြောပြောရင်ကောင်းမလဲထားပါကျွန်တော်ဒီတိုင်းမဲလျှောက်ရေးလိုက်မယ်ဗျာ ATD လို့ပဲရေးလိုက်မယ်တကယ်တော့အဲ့လိုမဟုတ်ဘူးပေါ့နော်လျှော့ရေးရပါဘောနော်မြန်မာလိုရေးရင်လည်းရပါတယ်ကျွန်တော်မြန်မာလိုရေးလိုက်မယ်ဗျာဒီလိုပေါ့နော် အာဟုတ်သမင်းလျှော့ရဲဘလောက်ဖို့လဲဆိုတော့တချက်ဖို့ပေါ့ဒါဆိုလို့ရှိရင်သူ6ချက်ကြံမယ်ပေါ့ဗျာနော်6ချက်ကြံမယ်ဆိုတော့အော်ဒီမှာ minus ပေါ့ minus 1ပေါ့6ချက်ကြံမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီမှာ6ချက်ဖြစ်သွားပြီပေါ့နော်ဒီမှာ6 ခုနှစ်ချက်ဒါပုံမှန်စေးဒါကတော့ကျဲဥထက်ရွယ်ဒါထမင်းလျှော့ရွယ်ဖြစ်တဲ့သမုတ်6ချက်ပေါ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ဒီမှာလာပြတယ်ပေါ့နော်ဒီမှာ day မှာကြီးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ဒီနေ့ဘလောက်ရောင်းရပြီလဲဘလောက်တုံးခဲပြီအာဘလောက်လက်ကြံွေဘလောက်ရှိလဲဘလောက်တုံးခဲပြီလဲဆိုတာဒီမှာပြတယ်ပေါ့နော်တကယ်လို့ဗျာကျွန်တော်ကချက်တွန်ကြီးဝယ်လိုက်တယ်ပေါ့အာချက်တွန်ဆလုံးကဟောဖြစ်သွားတယ်နော်ထားလိုက်ပါ ကျက်တုံဝင်လိုက်တယ်ဒါကျွန်တော်၅ကျက်ကြတယ်ပေါ့၅ကျက်ကြတယ်ဆိုလို့ရှိရင်ဒါကတုံးတာဖြစ်တဲ့အတွက်ကြောင့် expand ပေါ့ဒါဆိုလို့ရှိရင်ထည့်လိုက်တာ ਨੇ ဒီမှာကျွန်တော် income က21ကျက်ဝင်တယ်တုံးလိုက်တာက၅ကျက်တုံးလိုက်တယ်ကျွန်တော် balance က16ကျက်ကျန်တယ်ပေါ့အဲ့ဒါတွေကိုလည်း history မှာပြပြီးရပါတော့ဒီမှာ history မှာပြတယ်ဟာကျွန်တော်ကြည့်လိုက် history မှာပြတယ်နော် okay ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတရက်တာရဲ့ top 10ကိုလည်းကြည့်လို့ရရပါတော့ဒါဆိုလို့ဒီလိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ top 10ကိုအာ ရက်နဲ့ဆိုရင်ရက်နဲ့ပြဒီလရဲ့ top sale ကိုကြည့်ချင်းဆိုရင် month ကိုနှိပ်လိုက်ရင်ဒီလရဲ့ top sale ပေါ့နော် top sale ဒီမှာအာ tick ကနေပြီးတော့ menu sheet တလောက်ထည့်ပေးရပေါ့နော် menu sheet တလောက်ကိုထည့်ပေးဘယ်ဟာအများဆုံးရောင်းရလဲဆိုတော့ကျွန်တော်အလွယ်တကူတိနိုင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးအဲ့လိုပုံစံလေးလုပ်ထားပါရေအာ yes မှာဆိုလဲအဲ့လိုပဲပေါ့နော်အာ nick alike top sale ကိုပြပေးမယ်ပေါ့နော်အဲ့တော့မှမဟုတ်ဘူးရကျွန်တော်တို့ကအာ ထားပါတော့ဒီမှာဆိုလို့ရှိရင် day month ကြီးရပဲရှိရဗျာဒီ month ဆိုတာတော့ဒီလလက်ရှိကျွန်တော်ရောက်နေတဲ့လကိုရည်ညွှန်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီလက်ရှိရောက်နေတဲ့လရဲ့ top sale ကိုကြီးချင်တာမဟုတ်ဘူး um လွန်ခဲ့တဲ့လရဲ့ top sale ကိုကြီးချင်တာဗျာလွန်ခဲ့တစ်လလည်းဖြစ်မယ်နှစ်လလည်းဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးလွန်ခဲ့တဲ့လရဲ့ top sale ကိုကြီးချင်တာဆိုလို့ရှိရင်တော့ဒီမှာ source by date ဆိုတာလေးရှိရဲအဲ့ဒါနှိပ်လိုက်ဆိုရင်ဒီမှာဒီမှာလည်းဒါမနေ့ရက် ဟိုရောင်အားကိုကြီးချင်တာဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ဒါမနေ့ကရောင်အားဆို21ပေါ့21ကိုနှိပ်လိုက်အာထားပါ22အာ19ရက်နေ့ကရောင်အားကိုကျွန်တော်ကြည့်မယ်ပေါ့ဗျာဒါဆိုလို့ရှိရင်ဒါ19ရက်နေ့ရောင်အားဖြစ်မယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်19ရက်နေ့မှာအာ income က300ဝင်ပြီးတော့ကျွန်တော်တုံးတာကကြတော့140 146တုံးတာရယ်နောက်ပြီး balance ကျန်တာ198ကျန်တယ်ပေါ့ဗျာ ီမှာဆိုလို့ရှင်လဲကျွန်တော် top 10အတွေနဲ့ကြည့်လို့ရတယ်ဗောနော် top 10ကိုဒါဘယ်ဟာတွေဘလောက်ရောင်းခဲရလဲဆိုတာကိုကျွန်တော်တို့ဒီမှာ menu quality နောက်ပြီးရ total နဲ့ကြည့်လို့ရတယ်ဗောနော်အဲ့လိုမျိုးဗောဘယ်ဟာဘလောက်ရောင်းခဲရလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်နောက်ပြီးဒီအောက်မှာလဲ history အတိုင်းထပ်ပြီးရကြည့်လို့ရတယ်ဗောနော် history ကြည့်လို့ရ history ကတော့များလို့ပြင်ကျွန်တော်တိတ်မှမကြည့်ပါဘူးကျွန်တော်အဓိကကြည့်တာဒီ top 10ဟိုပါပဲကြည့်ရဗောနော်ဘယ်ကောင်ဘလောက်ရောင်းခဲရလဲဆိုတော့ကြည့်ရ Okay အခုကျွန်တော် လနဲ့တော့ကြည့်မယ်ဆိုရင်တော့လနဲ့ကြည့်မယ်ထားပါဒီလပေါ့နော်ဒီလရဲ့ရောင်းအားဒီ POS ကိုကျွန်တော်ဒီလမှဟိုဖြစ်တာတော့ဖြစ်တဲ့အတွက်ကြောင့်မို့အရင်လကဟာတော့ရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီလတော့ကိုပြမယ်ဂျွန်ဒီအခုကဂျွန်လဟုတ်တယ်ဒီမှာ sales နေလိုက်တယ်ဆိုရှင်ဒါကကျွန်တော်ဟာတလတလတာရဲ့ဟိုပါပေါ့နော်ရောင်းအားပေါ့ဟိုတလတာရဲ့ရောင်းအားမဟုတ်ဘယ်လိုပြောမလဲ အစားနဲ့ပြန်တွားလိုက်မယ် Okay ဒီမှာပေါ့နော်ဒါဆိုရင်တလတာရဲ့ရောင်အားပေါ့နော်ဒီမှာ income တလတာရောင်အား expense တလတာရဲ့အသုံးစရိတ်နောက်ပြီးတော့ဒီမှာ balance ကတော့ကျွန်တော်600ပေါ့600အရှုံးပြနေဟောခုနကဟိုထက်ထည့်လိုက်လို့ဖြစ်မယ်နော်တကယ်တော့600မဟုတ်ဘူးပေါ့နော်ခုနကကျွန်တော်မိတ်ဆွေတို့စမ်းပြတဲ့အချိန်မှာထပ်ထည့်လိုက်တာရောသူထပ်မှတွက်လိုက်တော့မဟုတ်တော့ဒီမှာဆိုလို့ရှင်လဲတလတာရဲ့ ဟိုဘယ်ကောင်ကအများဆုံးရောင်းရလဲဆိုတာရှိရယ်အာလက်ရှိရောက်နေတဲ့ရက်တိပေါ့နော်သူကတခါတည်းတွက်ပေးပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ top 10ဟာစည်ရင်းတွေပေါ့ဘယ်ကဘယ်လောက်ရောင်းရလဲဘာဘယ်လောက်ရောင်းရဆိုတာမျိုးတွေရေးထားပြီးနောက်ပြီးတော့အောက်ပိုင်းရောက်သွားဆိုလို့ရှိရင်တော့ကျွန်တော်လွန်ခဲ့တဲ့ရက်တွေကဟာကိုရေးလို့ရတယ်ဒါဆို22ရက်နေရပေါ့နော်ဒါဆို22ရက်နေဒါဆို23ရက်နေ20 29 28 29ဟာ26 35 24တို့လိုမျိုးပေါ့နော် အခုကျွန်တော်လက်ရှိရောက်နေတာက22ရက်နေ့ဖြစ်သွားပြီပေါ့နော်ဒီမှာဆက်ထားပါကျွန်တော်တို့ပါဘယ်ရက်ကိုကြည့်မလဲ6ရက်နေ့ကိုကြည့်လိုက်မယ်ဆိုရင်ဒါ6ရက်နေ့ရဲ့ဇယားကိုကျွန်တော်တို့မြင်ရမယ်ပေါ့ဗျာနော်6ရက်နေ့ရဲ့ဇယားကိုကျွန်တော်တို့မြင်ရတယ်ဟုတ်ပြီနော်ကျွန်တော်အဲ့လိုမျိုးလေးပေါ့ကျွန်တော်အဲ့လိုလုပ်ထားရပေါ့နော်ဒီမှာတကယ်လို့ဒါမကြည့်ချင်တော့ဘူးဆိုတော့ကျွန်တော်တို့ဒီဒါလေးပြန်နှိပ်လိုက်ဆိုတော့တို့ကအများလေးအောက်ဆိုက်လေးဖြစ်သွားပြီပေါ့နော် โอเคကျွန်တော်ဒါပဲလုတ်ထားရပါတော့အနောက်ပြီးတော့ဒီမှာ print function ပေါ့နော် print print sheet ရဲ့ print ကကြတော့တချို့ customer တွေကကြတော့ဒီကျွန်တော်စတော့ဆိုင် sign detail လေးရောတော့ဒီ print function တိတ်ပြီးတော့တုံးမတည့်လောက်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဆိုင်မှာလည်း print set ကမရှိဘူးဗျကျွန်တော်ထည့်တာထည့်ထားတာပေါ့နော်ထည့်တာပြီးတော့ဒီ function ကိုကျွန်တော်တေချာလဲကောင်းကောင်းမလုပ်ထားဘူးပေါ့နော်ဒီကောင်းကောင်း print ကိုကောင်းကောင်းမလုပ်ထားဘူးဘာလို့ဆိုတော့ကျွန်တော်လည်းတိတ်မှာမတုံးဖြစ်တဲ့အတွက်ကြောင့်မလို့ တို့ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တာဝထည့်ထားရခြင်းရည်ချက်ကတချို့လူတွေဒီဟာ receipt လေးလိုချင်တယ်ပေါ့နော်။ဆိုင်ရွက်ကလေးပေါ့နော်။ဒီအဲ့လိုမျိုးဘလောက်တုံးလိုက်လဲဆိုတာဘလောက်ကျလဲဆိုတာတချို့ကလေးတွေဆိုရင်လိုချင်ကြတယ်ပေါ့နော်။အဲ့လိုမျိုးလူတွေအတွက်ကျွန်တော်ထည့်ထားတာပါ။ Okay ဒီမှာဆိုလို့ရှိရင်ထားပါတော့ကျွန်တော်ခုနကထည့်လိုက်တဲ့ဟာတွေပဲဒီမှာ fried rice ဟာဒီကောင်တုံးခုပေါ့နော်။ဒီကောင်တုံးခု၄ခုကိုကျွန်တော်တို့ print ထုတ်မယ်ပေါ့ဗျာ။ဆိုတော့မာတဲ့လူကတယောက် တပွဲတည်းဖြစ်ရင်လည်းဖြစ်မှာနှစ်ပွဲတည်းဖြစ်ရင်လည်းဖြစ်မှာလေဒူမာလည်းဟာကပွဲတပွဲတည်းဆိုရင်လည်းတပွဲပေါ့တက်ဆလက်မှတ်လိုက်ပါတော့နှစ်ပွဲဆိုရင်လည်းနှစ်ပွဲပေါ့နော်ဒီမှာဆလက်မှတ်လိုက်သုံးပွဲဆိုရင်လည်းသုံးပွဲအားဒီလိုဆလက်မှတ်လိုက်ပါတော့ဒူမာလည်းအပွဲရေအတွက်ကိုဆလက်မှတ်လိုက်ကျွန်တော်လေးပွဲမှတ်လိုက်ရပါတော့ပြီးလို့ရှိရင်ကျွန်တော် print ကိုနှိပ်လိုက်တယ်ဆိုရင်လည်းဒီမှာ print ဟာ print ထုတ်မဲ့ဟာလေးထွက်လိုက်ပါတော့အခုကျွန်တော်မချိတ်ထားလို့ပေါ့နော်ချိတ်ထားရင်တော့ print send နဲ့ print ထုတ်လာလိမ့်မယ်ပေါ့နော်ဟွန်း print printer နဲ့ဒီဖုန်းနဲ့ကိုချိန်အောင်ပါเนาะ bluetooth နဲ့ချိန်ရမယ်အခုကတော့ကျွန်တော်မချိန်ထားတဲ့အတွက်ကြောင့်ဒီလိုလေးထွက်လာဒီတေချာလေးရောမရေးထားဘူးပေါ့เนาะဒီမှာဒီ table လေးတစ်ခုရှိရဲဒီမှာဆိုလို့ရှိရင်လည်းပတွေ့ရဲ့ total ကြတဲ့ငွေ total ပါတယ်ပေါ့เนาะ amount နဲ့ time ပြီးတော့ description ပေါ့เนาะအာအဲ့ဒါလေးပါရောဗျာဒါပါတော့ဟုတ်အမ် လက်ရှိကျွန်တော်လောက်ထားတာတော့ဒီလောက်ပဲပေါ့နော်ဆိုတော့อืมဗာပြောချင်တာလဲဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီတကယ်လို့ TV တွေကိုကြည့်နေတဲ့လူကစီးပွားရေးလုပ်ငန်းရှင်ဆိုလို့ရှိရင်တခြားမိတ်ဆွေတို့တောင်းနေတဲ့ BUS တွေမှာမိတ်ဆွေတို့အများဆုံး တုံပြူလေးရှိရဲ့ function တွေအကြောင်းကျွန်တော်ပြော comment မှာပြောခဲ့စေချင်တယ်အားဆိုကျွန်တော်ထပ်ထည့်လို့ရရင်လည်းထပ်ထည့်ချင်တယ်ပေါ့နော်နောက်ပြီးတော့ မိတ်ဆွေက developer တယောက်ဖြစ်တယ်ဒါမှမဟုတ် designer တယောက်ဖြစ်တယ်ဆိုတော့လည်းကျွန်တော်ရဲ့ application ကျွန်တော်ဖန်တီးထားတဲ့ပုံစံလေးရအစဉ်ပြေရလားဆိုတော့ကျွန်တော်တည်ချင်တယ်နောက်ပြီးတော့ထပ်ပြင်လို့ရတာလေရှိရင်ကျွန်တော်ပြင်ချင်တယ်ပေါ့နော်ထပ်ထည့်လို့ရတာရှိရင်လည်းထပ်ထည့်ချင်တယ်အာတကယ်လို့မလိုအပ်တာရှိရင်လည်းကျွန်တော်ထပ်ပြီးတော့နှုတ်ချင်တယ်ပေါ့ဗျာအော်နောက်တစ်ခုကြံနေရဒီမှာကျွန်တော် dark smoke လည်းထည့်ထားတယ်ပေါ့နော် dark smoke တိတ်ပြီးတော့ဟာဖြစ်သွားတော့မရှိအောင်ပြောင်းလဲတော့ပဲရှိပေါ့နော်အာ dark smoke ထည့်ထားတယ်ဒါ dark smoke ထည့်ထား ထည့်ထားတယ်ပေါ့နော်ဒါလည်းအတူတူပါပဲအလုံးလုံးပုံကတော့ dietary dark mode လေးပဲပြောင်းသွားပါဘောနော်ဒါလေးနှိမ့်လိုက်အောင်ပြောင်းသွားရပါဘောနော်ဟုတ်ကဲ့ဒါလေးပါပဲ